Hello မင်္ဂလာပါဖင်လို့ပြောရမယ့် channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဒီ real life lesson မှာမတိမဖြစ်သိချာမယ်ဖင် secretary နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှင်ဆက်ပြီးတော့ကြည့်ကြည့်ရအောင်ပါပထမဆုံးအနေနဲ့ကတော့ဒီနှုတ်ဆက်စကားဒီ greetings ပေါ့နော်အာကိုကလုပ်ငန်းခွင်ကိုရောက်တဲ့အခါမှာလူနာရဲ့အခန်းလူနာရဲ့အိမ်ကိုရောက်တဲ့အခါမှာ ပထမဆုံးပြောလို့ရှိတဲ့စကားလုံးကတော့အားလုံးလည်းသိပြီးသားဖြစ်မှာပါမနေ့ခင်ဖြစ်မယ်ဆိုလို့ရှိရင် Huber Hoermanta Good morning ကောင်းသောနေ့ခင်မှာ Huber Hoermanta နေ့ခင်ပဲဖြစ်မယ်ဆိုလို့ရှိရင်တော့ Huber bye ပါ Good day ကောင်းသောနေ့ပါ Huber bye ပါကောင်းသောနေ့ပါဒီလိုမျိုးပြောလို့ရပါတယ်ညနေခင်ဖြစ်မယ်ဆိုလို့ရှိရင်ကတော့ Huber ill day ကိုရီမနီကောင်းတော်ညနေခင်းမှာ Huber Ilda ကောင်းတော်ညနေခင်းမှာဒီလိုမျိုးပြောလို့ရပါတယ်အာနောက်တစ်ခုကတော့ကိုကကိုယ့်ရဲ့နာမည်ကိုကတော့ဘာယာတူပါပေါ့နော်ဒီလိုမျိုးနှုတ်ဆက်မယ်ပေါ့နော်ဒီလိုဆိုလို့ရှိရင်ဥပမာကိုယ့်ရဲ့နာမည်ကစုပဲဆိုပါစို့ဒီလိုဆိုလို့ရှိရင် Olan Su ya Olan Lahi White ya ငါကတော့စုပါငါသူနာမျိုးတယောက်ပါဒီလိုမျိုးပြောလို့ရပါတယ် ီးတဲ့အခါမှာ meter point တန်တယ်ဒါမှမဟုတ်လို့ရှိရင် meter စင်းလို့လဲကိုလို့ဒီနေ့ဘယ်လိုနေလဲဒီနေ့ဘယ်လိုနေလဲ a စစ်စစ်ပဲလားဒီလိုမျိုးမြန်မာလိုသင်လို့အောင်ဘာသာပြန်လို့ရရပေါ့နော် meter point တန်တယ်ဒါ meter စင်းလို့လဲကိုလို့မနေ့ပိုင်းမှာလူနာရဲ့အခန်းလူနာရဲ့အိမ်ကိုရောက်သွားရဲဆိုလို့ရှိရင် အာနောက်တစ်ခုပြောလို့ရတာကတော့ OLED ကိုနုကုနုဟူဘင်နင်ကောင်းကောင်းအိပ်ပျော်ရဲ့လားနုကူကိုဟူဘင်ကောင်းကောင်းအိပ်ပျော်ခဲ့လားနှစ်နှစ်ချေချာအိပ်ပျော်ခဲ့လားပေါ့နော်ဒီလိုမျိုးမေးလို့ရတယ် OLED ကိုနုကုနုဟူဘင်ဒါနုကူကိုဟူဘင်နောက်ထပ်စကားစုလေးရတော့ကိုကနေခဲ့ဒါပေါ်လို့ရှင်ညနေဘက်မှာရောက်သွားတဲ့အချိန်မှာတော့၃နာပို့ပြီးတော့ တင်မျောရပေါ့နော်မိလိုက်တဲ့ပိုင်းပါရှင်းလို့လား on ဒီနေ့ဘလို့နေလဲမိလိုက်တဲ့ပိုင်းပါရှင်းလို့လား on ဒီနေ့ကနေတဲ့ဘလို့နေမျိုးလဲပေါ့နော်ဒါမှလို့ရှိရင်ဒီနေ့ဘလို့နေလဲအဒီကတော့ကိုကသူပါရင်လောက်ခဲ့လဲဆိုတော့မိလိုက်တာပေါ့နော်နေဒီနေ့ပါရင်လောက်တယ်လဲဒီနေ့ကဘလို့နေမျိုးလဲဒီလိုမျိုးမိလိုက်တာပဲပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်စကားစုလေးတွေကိုဆက်ပြီးတော့ကြည့်ကြရအောင်ပါ အာနောက်တစ်ခုကတော့ onko kai ke heben အရာရာအဆင်ပြေရလားအကုန်အဆင်ပြေလားဒီလိုမျိုးမေးလို့ရပါတော့ onko kai ke heben အရာရာအဆင်ပြေရလားအကုန်အဆင်ပြေရအကုန်အဆင်ပြေရမို့လားပြီးရခါမှာလူနာကအရင်ကပိတ်တစ်ခုခုရှိနေတာမျိုးဆိုလို့ရှိရင် onko o lu ke pu ya pai ba la ဒါမှမဟုတ်ရှင်ဥယောလားနေနေခင်ဘက်တုံးကနာကျင်မှုခံစားရသည်လားဒါမှမဟုတ်ရှင်လဲညတုံးကနေနာကျင်မှုခံစားရသည်လားပေါ့နော် onko olu ki ပူရပိုင်ပါလားဒါ onko olu ki ပူရဥယောလားတာတပိဆက်ကိုအပွားနေအကူညီလိုသေးလားတာတပိဆက်ကိုအပွား နေကူညီလို့သေးလားဘာကူညီရအောင်လဲအော်လန်တာလာအောက်တာမှာဆက်ရှင်နေပါငါဒီမှာနေကိုကူညီဖို့ရှိနေရပါအော်လန်တာလာအောက်တာမှာဆက်ရှင်နေပါငါဒီမှာနေကိုကူညီဖို့ရှိနေရနောက်စာကြောင်းလေးရတော့ကျွန်တော်ဒီလုပ်ငန်းခွင်မှာဆိုလို့ရှိရင်ပေါ့နော် တခါရင်မှာလူနာရဲ့အခန်းလူနာရဲ့အိမ်ကိုသွားတဲ့အခါမှာလူနာနေပါလာလောက်တာလဲလို့မေးတတ်တဲ့အခါမျိုးရရှိတယ်။မဟုတ်ရင်လည်းကိုကမမေးမမေးဘဲနဲ့လည်းပြောလို့ရရပေါ့နော်။တကယ်လို့မေးလာခိုင်းလို့ရှင်လဲဒီစာကြောင်းလေးနဲ့ပြန်ပြီးတော့ဖြေလို့ရရပေါ့နော်။သူလည်းတားတကေစတာမန်ပွိုင်းဒီစီပြောမယ်ဆိုလို့ရှင်သူရဲ့အကျမ်းမရဲ့အချင်းနေအရာရာပေါ့နော်။သူနဲ့ပတ်သက်တဲ့အရာရာအကုန်အရှင်ပြည့်ရဲ့လားလို့ကိုကလာပြီးတော့ကြည်တာလာပြီးတော့စစ်ဆေးရပေါ့နော်။သူလည်းတားတကေစတာမန်ပွိုင်းဒီစီ ီလိုမျိုးပြောလို့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီ real life lesson မှာကိုကလူနာရဲ့အခန်းလူနာရဲ့အိမ်ကိုသွားတဲ့အချိန်မှာအသုံးပြုလို့ရတဲ့ဒီ fin စကားစုတွေတချို့သိရှိသွားတော့ကြာပြီလို့မျှော်လင့်ပါတယ်အထောက်အကူဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီ video လေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်တွင်မှလည်းဒီ real life lesson နဲ့ပတ်သက်တဲ့ fin စကားစုလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးကြပါဦးရှင်